စီနီယာမမကမိကုံးချွေနေပါတယ် ကြည့်ရတာမင်းတို့အကုန်လူဆုံးပြီးထင်တယ်အဖွဲကောင်းဆောင်အန်ဆောင်ဟုဘာဖြစ်သွားလဲဆိုတာအကုန်လုံးသိကြမှာပါဒီနေ့စုံတဲ့လူကိုယောက်ကအတန်းအလိုက်တန်ဖို့ရှိဆုံးလို့စောက်ကြည့်ခံထားရတဲ့ចောင်းသားတွေပဲငါတို့တတိယနှစ်တွေကအဓိကမဟာဒီဟာကိုလောက်ကြမှာဆိုပေမဲ့ကျန်တဲ့သူတွေရဲ့စဉ်းစားဉာဏ်ကိုခဏငှားမယ်လို့ညွှန်လင့်ပါတယ်လူပြောနေတော့ဂျင်းဆောင်ကစီနီယာကျူရဲ့စီနီယာအန်ဆောင်ဟုကိုဘာပြောတိလဲလူမီးတဲ့အခါစီနီယာမမကအဖွဲကောင်းဆောင်ကစောက်ကြည့်ခံထားရလို့အဖွဲဝင်တွေတော့တူနာကျူအခမ်းအနားကိုတွားလို့မရဘူးအဲ့တော့ကိစ္စရှိရင်တော့လုံချုံကြီးအကြောင်းတရားတစ်ချက်တွေကြောင့်မင်းသူ့စီတွားလို့ရမှာမဟုတ်ဘူးဆိုတော့ဂျင်းဆောင်လည်းမှိုင်သွားပါ တယ်။တခြားလူတွေကလည်းဟာအဲ့ကောင်အန်ဆောင်ဟိုမှဒီလိုထက်သွားတယ်လို့ကွာဂျူးရဲ့ငါတို့ဘယ်လိုလုပ်ကြမလဲ။အမိတ်ပေးတဲ့အန်ဆောင်ကဒီလိုထက်သွားတာဆိုတော့အန်ဆောင်ဟိုလုံးလုံးမတက်တာခင်အထိမင်းလုံနိုင်တာရောရှိလားဆိုပြီးမေးကြတော့စီနီယာမမကလည်း "तू ကစောက်ကြည့်ခံရလို့ तू လုံးလုံးတက်တာသွားရင်တော့အစည်းအဝေးမှာပါနိုင်မှာမဟုတ်ဘူး။အ ਨੇ ဆုံးတော့ငါတို့ကိုဖရာကိုမဟာဂျူဟာဆွဲနိုင်အောင်လို့ငါအရေးတကြီးအစည်းအဝေးခေါ်လိုက်တာ"လို့ပြောတဲ့အခါဘေးရတယောက်ကငါထင်သားလို့ပဲအဖွဲခေါင်းဆောင်နေရတော့တဦးထဲသောပါဝင်သူကငါပဲမှတ်လားဆိုပြီးယုံကြည်ချက်ရှိရှိနဲ့ပြောတော့စီနီယာမမကဟမ်နင်းကကြောင်းတစ်ကြောင်းလုံးရဲ့ ဝင်းကိုထမ်းနိုင်လောက်တဲ့အထီရောတန်မှုရှိရဲ့လားလူခနဲ့တလူပြောတော့ထိုလူလဲဟမ်ဆိုကပါစက်ပိတ်သွားရပါတော့လေထိုအငင်းခုံကြောင့်ခီယောင်းကတစိမ့်လောက်ဘဒူပိုကောင်းလဲဆိုတာစီနီယာတွေပြန်နေကြတာကိုထိုင်ကြည့်ဖို့အတွက်ကျွန်တော်တို့ဒီကိုလာစုကြတာလားလူမေးတဲ့အတွက်စီနီယာမမကဘာဒုတိယနှစ်တွေ ဒါကအရေးကြီးတဲ့အခြေအနေမှို့လို့ငါတို့ကမင်းတို့ကိုပါအတူလူဆုလိုက်ရတာဒါပေမဲ့မင်းတို့ကငါတို့အမိတ်တွေကိုလိုက်နာရုံမှာပဲလို့ပြန်ပြောပါတယ်ဒီစကားကြောင့်ဆေးယုံကပါစီနီယာတွေကအမိတ်ပေးဖို့လုံလောက်တဲ့အင်အားရောရှိလို့လားတော်တဲ့ပုံလည်းမပေါ်ကြပါဘူးဆိုပြီးတရားခနဲ့တဲ့အတွက်စီနီယာတယောက်ကဒေါသထွက်သွားပြီးဘာမင်းကကြော်ကြတဲ့အထူးရောက်နှက်ဆိုးလားလို့ဒေါသတကြီးနဲ့မေးတော့ဆေးယုံကအကြည့်ရတာစီနီယာကနမည်မရှိရလို့ထင်ပါတယ်ဆိုပြီးထက်ခနဲ့တဲ့အတွက်စီနီယာက ပိုဒေါသထွက်သွားပြီးဒီကလေးမကတော့ဆိုကထလာတဲ့အတွက်စီနီယာမမကပဲ ယ်တော်ကြတော့မင်းတို့အဲ့လိုအသုံးမကျတဲ့စကားတွေဆက်ပြောနေဦးမယ်ဆိုရင်ကြောင်းကိုတင်ပြလိုက်တော့မယ်ဆိုကာဟောက်လိုက်မှစောနာကစီနီယာလဲကိုကိုကိုအထင်ကြီးနေကြတဲ့ကောင်တွေလိုညီရင်ပြန်ထိုင်သွားပါတယ်ဒီတော့စီနီယာမမကပဲဆက်ပြီးဟေးဒူရီယာနှစ်တွေမင်းတို့လည်းခနဲ့တက်တဲ့ပြောတာတွေတော်တော့လိုထားဟောက်လိုက်တဲ့အခါမှာပဲဂျူနီယာတွေကလည်းဟုတ်ကဲ့ပါလိုပြောရင်ထိုင်သွားကြပါတယ် ဒီတော့မှပဲစီနီယာမမကဆက်ပြီးဒါဆိုအရင်ဆုံးចောင်းကရရှိထားတဲ့အချက်လက်တွေကိုသိရပြီမယ်ငါတို့ဒီလေးချင်းကွင်းရဲ့အဆုံးမှာခလုတ်တစ်ခုစီပါတယ်တစ်တာတစ်ခုစီရှိတယ်ပြီးတော့မင်းတို့ကတိုင်မဲရဲ့တစ်တာစီရောက်အောင်သွားပြီးတော့ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်အနိုင်ရပြီစီကန်းတွေကတော့ရိုးရိုးရှင်းရှင်းပဲမင်းတို့တိတဲ့အတိုင်းပဲဟောင်းချောင်းရဲ့လူအင်အားကတညံ900လောက်ရှိတယ်ငါတို့တိုင်ဘက်ကိုကိုရှင်းမှာတော့တညံလူ3000ရှိတယ်လူခတ်တည်တည်နဲ့ပြောတော့အောက်ကကလေးတွေကဟာ3000กว่าလားငါတို့ဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးညှိနေကြတဲ့အတွက်စီနီယာမမကစိတ်လျှော့ပါပထမနှစ်တွေငါရ ရှင်းရနေတော့မှရှိသေးရဲ့လေသူတို့ကငါတို့လူဝင်အားထက်တုံးစညားတယ်ဆိုပေမဲ့ဟာအုံးဘက်မှာကပိုကောင်းတဲ့နေရည်ထားရှိတယ်ကြက်ခိုင်တဲ့စစ်တပ်ကိုအောင်းနိုင်ဖို့အတွက်ဆိုရင်အင်အားတုံးစလူတွေဆိုတဲ့ဆိုဦးလည်းရှိတာပဲနောက်ပြီးငါတို့၅နိုင်ကြောင်တောက်ခတ်နိုင်မယ်ဆိုရင်အနိုင်ရမယ်ဆိုတဲ့အခြေအနေတစ်ခုလည်းရှိသေးတယ်ဒါကြောင့်ငါတို့ကောင်းကောင်းခုခံနေုံနဲ့တည်းအနိုင်ရနိုင်ပါတယ်နောက်တစ်ခုကအဆောင်ဟုန်နဲ့တိုက်ခိုက်ခဲ့တဲ့လူနှစ်ယောက်အကြောင်းပဲပထမဆုံးငါတို့အဖွဲ့ကောင်းဆောင်ကိုဝိတ်နေအောင်လှုပ်လိုက်တဲ့သူနာမည်ကယူတန်းဟုပဲ သူကတတရားနှစ်ဖြစ်ပြီးတော့ငါတို့သူ့ရဲ့စိတ်ဆွမ်းအားကြောင်းအတိအကျကိုတရားမသိသေးဘူးဆိုပေမဲ့ဗီဒီယိုကိုကြည့်ရတဲ့လောက်တော့သူ့ရဲ့စိတ်ဆွမ်းအားကဝိတ်ကိုထိန်းချုပ်တာနဲ့တက်ဆိုင်တာဖြစ်နိုင်တယ်။သူကတခြားထူးချွန်တာတော့မပြခဲ့ဘူး။ဒါပေမဲ့လို့ပြောနေတော့ဂျင်ဆောင်ကအဲ့ဒါစီနီယာအဆောင်ဟိုအတွက်အဆိုးဆုံးတိုင်ဖက်ပဲလို့ညှိပါတယ်။စီနီယာမမကလည်းဟုတ်တယ်ကြည့်ရတာအဖွဲကောင်းဆောင်ကယူတန်းဟိုကိုဖမ်းဖို့စိတ်ဆွမ်းအားကိုတုံးခဲ့တဲ့ပုံပဲ။ဒါပေမဲ့သူ့ကိုမတွန်းလှန်နိုင်ပဲအဲ့ဒီအစားဝိတ်နဲ့ဖိချေတာခံလိုက်ရတယ်။အဲ့လိုစိတ်ဆွမ်းအားနဲ့လူမျိုးကညင်းအညစ်ကနေသူ့ရဲ့ဝိတ်နဲ့အောက်ကိုတွန်းချလိုက်ရင်ငါတို့တေချာပါလူဝင်အား ဆုံးရှုံးတာကိုကြုံကြရမှာပဲလို့ရှင်းပြနေတော့ရှင်ဆောင်အသွေးထဲမှာတော့အဲ့ဒါစီနီယာရှုံးရတဲ့အကြောင်းတရားချက်အတိအလို့ငါမထင်ဘူးလို့တွေးနေပါတယ် ။စီနီယာမမကလည်းဆက်ပြီးတော့နောက်တစ်ယောက်ကအနောက်မှာရက်နေတဲ့ကြောင်သားဂန်းချင်းတို့ဗီဒီယိုထဲမှာသူကဘာမှအများကြီးတိတ်မလုပ်ခဲ့ပေမဲ့သူကလက်ရှိမှာတော့ကိုကိုရှိရဲ့ဖဲချက်ပဲ။နောက်ပြီးရှင်းထုတ်ပြဖို့ဦးစားပေးခံရဆုံးသူပဲ။သူကစစ်တမ်းပေါ်ညင်းတဲ့ရန်သူပဲ။သူကတတိယနှစ်မတိုင်ခင်ကလေးကကိုကိုရှိကိုအထူးတောင်းရွှေ့ခဲ့တာ။အထက်တန်းကျောင်းရဲ့ပထမနှစ်ဒုတိယနှစ်ကိုဩစတြေးလျမှာတင်ယူခဲ့ပြီးတော့လေ။ပြီးတော့သူအလေတန်းတုန်းကသူကတနိုင်ငံလုံးရဲ့စိတ်ဆွမ်းအားအားကစားတဲ့အဝဲမှာဒုတိယရထားတာပဲ။သူအလေတန်းကျောင်းမှာတော့ငါအန်ဆောင်ဟုန်နဲ့ဂန်းချင်းတို့တိုက်နေတာငါးခါနိုင်ငါးခါရှုံးရခဲ့တယ်။ လို့ပြောလိုက်တဲ့အခါဂျင်းဆောင်စိတ်ထဲမှာသူကအလဲတန်းကြောက်မှတော့ကစီနီယာအန်ဆောင်ကိုအနိုင်မယူနိုင်ခဲ့တဲ့တိုင်းပဲပဲလို့တွေးကစီနီယာဂျူရဲ့ဂန်ချင်နိုးရဲ့စိတ်ဆွမ်းအကြောင်းသိထားတာတခုခုရှိလားဆိုပြီးမေးတော့စီနီယာမမဂျူရဲ့ကဘာအသေးစိတ်အချက်လက်ကိုမှအတိမတူရသေးဘူးဆိုပေမဲ့အရင်တော့ကတင်းစားတွေအများဆိုအဲ့ဒါကသူဒေါသထွက်လာရင်ခန္ဓာကိုယ်ဆွမ်းအားကိုလွှဲပြောင်းတဲ့စိတ်ဆွမ်းအားတခုပဲလို့သိရတယ်ဒီစကားကြောင့်ဂျင်းဆောင်ကလန့်သွားပြီးငါ့လိုမျိုးစိတ်ဆွမ်းညဉ့်ညံ့လားလို့တွေးနေပါတယ်ထို့နောက်စီနီယာမမကပဲဆက်ပြီးအရင်တော့ကအဖွဲကောင်းဆောင်ကိုအနိုင်ယူခဲ့တဲ့ဂန်ချင်တို့ပြီးတော့ဒီကိစ္စက ာယူတန်းဟုအဓိကဆက်ဆောင်အနေနဲ့အဲ့လူနှစ်ယောက်ရှိတဲ့ကိုကိုရှိကသူ့တို့ရဲ့တန်ဖိုးကိုညှင်းသက်စေဖို့ဟောင်းဟောထက်တန်ကြောင့်ရဲ့အဆောင်ဟုကဘာမှမဟုတ်ဘူးဆိုတာကိုတရားတရအောင်လို့လေဘာအတိတ်ပဲမရှိတာပဲပြီးတော့ဒါကဗီဒီယိုပေါက်ကြားစီတဲ့သူရဲ့အချက်လက်တွေပဲဒါကဗီဒီယိုရိုက်တဲ့နေရာပဲစုံစမ်းစစ်ဆေးပြီးနောက်မှာအဲ့ဒါကအင်ရလွတ်ကြီးလို့ပြောတယ်အင်ရလွတ်ဟုတ်လားဒါဆိုအဲ့ဒါကထောင်ချောက်တခုပေါ့ဟုတ်တယ်ဟုတ်တယ်ကိုကိုရှိရဲ့ဝက်ဖဲနဲ့အဆောင်ဟုကိုတုတ်ပြန်နိုင်တဲ့စိတ်ဆွာရှိသူပေါင်းပြီးတော့ဟောင်းဟောကြောင့်ရဲ့ main ဖဲချက်တခုဖြစ်တဲ့အဆောင်ဟုကိုသူတို့ကထောင်ချောက်တွေကိုဆွဲခေါ်သွားတာဒါကတော့ငါတို့ ရှိထားတဲ့အချက်အလက်တွေပေါ်မူတည်ပြီးတော့ကောက်ချက်ချထားတဲ့အရာပဲဒါပေမဲ့ဒီအခြေအနေကထောင်ချောက်တစ်ခုထိခဲ့တယ်ဆိုရင်တော့ဗီဒီယိုမှာထောင်ချောက်ထင်နိုင်တယ်ဆိုတော့ဘာသက်သေမှမရှိဘူးဗီဒီယိုကငါတို့ကောင်းဆောင်ရှုံးသွားတယ်တက်ကြွစရာကောင်းတဲ့အပိုင်းကိုပဲအောင်းဆိုင်ထားတာဆိုပြီးဒေါ်ရထွက်နေတော့ဂျင်းဆောင်ကတိုက်ပွဲမတိုင်းခင်စီနီယာအန်ဆောင်ဟိုသူ့ရဲ့မိုက်မဲမှုကိုဆုံးရှုံးသွားအောင်သူတို့ဘာတွေညှစ်ထားလဲဆိုတာဘယ်သူမှမသိဘူးလေဒါမှမဟုတ်စီနီယာကသူ့ရဲ့စိတ်ဆွမ်းကဘာလို့အတိအဝါမတုံနိုင်လဲဆိုတော့လူတွေအကြောင်းတရားချက်ရှိချင်ရှိနေဦးမှာဆိုတော့ဘေးကစီနီယာတယောက်ကဟေးဒူရီယာနဲ့မင်းကကောလာဟာလာတွေထဲကအဆင့် AF လူသက်သမားမဟုတ်ဘူးလားအန်ဆောင်းကိုနမည်ပါလိုက်တိုင်းဒေါ်တာထွက်တဲ့ပုံစံလုံးမနေနဲ့အဲ့ဒါကအစီအစဉ်ကိုနှောက်နေစေတယ်လို့ဝင်ပြောတဲ့အတွက်ချင်းဆောင်းကကျွန်တော်တောင်းပန်ပါတယ်ဆိုကပြန်တောင်းပန်လိုက်ပါတယ်ထိုချိန်ဘေးကဂျူနီယာတယောက်ကအာစီနီယာခင်ဗျားကတက်တာပက်ချင်ဆန်းပေါ့ကျွန်တော်ကစီနီယာရဲ့ညင်တာကိုမမှတ်မိလို့စီနီယာကဘာလုပ်လဲဆိုတာသိချင်နေတာဟမ် တကြံနာချမ်းရံပြောတယ်လို့ပဲဒီကိစ္စကစီနီယာအန်ဆောင်ဟူရှုံးသွားတယ်လို့ပဲထားပြီးကြော်သွားလို့ရတာပဲကိုပြောရမယ်ဆိုရင်တကြံအန်ဆောင်ဟူကရုပ်တရက်တိုက်ခိုက်ချက်တွေလုပ်တာကလွဲပြီးတော့သူ့မှာထူးခြားတာဘာမှမရှိဘူးဆိုကပြက်ရည်တူးတဲ့အတွက်ဂျင်းဆောင်ကသူ့အကိုလိုထင်နေတဲ့စီနီယာကိုမှပြောတဲ့အတွက်အရှိုက်ထိသွားပြီးတော့ဟေးပထမနှစ်လေးမင်းစကားကိုကြည့်ကြောနော်လို့ပြန်ပြောလိုက်ပေမဲ့ဂျူနီယာလေးကဂယုမဆိုင်ပဲအဲ့ဒါကိုဒီကိစ္စကတက်တည်တရလိုက်ပြီးမဟုတ်ဘူးလားသူ့ရဲ့စွမ်းအားကတစုံတစ်ယောက်ကိုတွဲကပ်နေပြီးဆိုတော့ကျွန်တော်တို့သူ့ကိုနည်းနည်းလောက်ချော့တော့မိသလားလို့သူကသူ့ရဲ့ခန္ဓာကိုယ်နဲ့သူ့ချိုးတဲ့နေတဲ့ ေရာကိုဖုံးကွယ်ထားတာပါလို့ပြောတဲ့အတွက်ဂျင်ဆောင်းကမင်းစကားကြည့်ပြောဖို့ငါပြောနေရလေဆိုပြီးထပ်တတိပေးလိုက်ပေးမယ်ဂျူနီယာလေးကဒါမှမဟုတ်ခင်ဗျားကတက်တာအဆင်ပဲလေစီနီယာကျွန်တော်ကစိတ်ဆွမ်းအဆင် B+ ရှိတဲ့တက်ချက်ပဲခင်ဗျားပြောတာကိုနားထောင်စရာအကြောင်းရှိလို့လားစီနီယာအေးနောက်တညိုထပ်ပြောရမယ်ဆိုရင်မဟုတ်ဘူးလားတက်တာပတ်ကျင်ဆန်းပထမနှစ်မင်းကိုကိုကိုခွဲခြားဖော်ထုတ်ပါတက်တာကတက်ချက်ကိုအဲ့လိုပြောနေရလားဒါကတမင်းနေတီတော့စစ်တပ်မဟုတ်ဘူးမင်းကိုကိုကိုခွဲခြားဖော်ထုတ်ဆန်း ျွန်တော်ကခင်ဗျားထက်အဆင်ရောစိတ်ဆွမ်းအဆင်ရောပုံညင်းနေနော်ကို့အဆင်ကိုသိစမ်းမှာတရားမဟုတ်ဘူးလားဟာတော်ပါတော့မင်းကိုကိုကိုခွဲခြားဖို့တော့ဆန်းဝါတော်တော်ပြောကခက်မင်းကိုကိုကိုခွဲခြားဖို့တော့ပြောနေရလေမျက်မိကောင်ရဲ့တတတတတကြအာကြည့်ရတာမင်းမှာမန်မာနာရှိနေသေးတဲ့ပုံပဲမင်းလိုကောင်မျိုးကိုညက်မိလို့ခေါ်တာနဲ့လုံလောက်တယ် အကျန်နာဟမ်စီနီယာအန်ဆောင်ဟိုကိစ္စထိခဲ့တာကြောင့်ကျွန်တော်အထိပခံဖြစ်သွားတဲ့ပုံပဲကျွန်တော်ကိုကျင်နာစွာနားလဲပေးဖို့တောင်းဆိုပါတယ်အေးပါအဲ့လိုဖြစ်တတ်ပါတယ် ထို့သောဖြင့်ဂျင်ဆောင်ရဲ့ဒေါ်လာလိုင်းရိုက်ခတ်မှုကြောင့်အခန်းထဲမှာရှိတဲ့စီနီယာတွေရောဂျူနီယာတွေပါထိတ်လန့်နေကြပါတယ်။ဒါကြောင့်ဂျင်ဆောင်ကပဲဆက်ပြီးစီနီယာကျူရဲ့စီနီယာအန်ဆောင်ကိုကြိုတင်ထားတဲ့ဖွဲ့စည်းပုံထည်တဲ့ဒီဟာတိတိတခုရှိလားဆိုပြီးမေးတဲ့အခါစီနီယာမမကျူရဲ့ကသူ့ရဲ့မူချမ်းဖွဲ့စည်းပုံကအလဲမှာ၃ယောက်ထားပြီးတစ်ဖက်စီမှာ၁ယောက်စီထားဖို့ပဲ။သူအသေးစိတ်တော့ကောင်းကောင်းမလုပ်ကြသေးဘူးလို့ပြောနေချင်းနောက်ထပ်ကောင်လေးတစ်ယောက်ကဘာသူဘာလို့အဲ့လိုစီစဉ်ခဲ့တာလဲ။ဘေးလန်းချောင်းတွေအသွန်ခံရရင်ဘယ်လိုလုပ်မလဲ။ ဆိုပြီးမေကောထုတ်တော့အချင်းဆောင်ကဘေးလန်းရောက်တွေကအလေလန့်ထပ်ပူချင်းတယ်လေလို့တန်ချီရှင်းပေးပါတယ်တိုးတော်လေထိုကောင်လေးကပဲဒါပေမဲ့အဲ့ဒါကအုပ်စုဖွဲ့လို့ရတော့မယ်လေရန်သူကအဲ့ဒါတွေကိုတုံးပြီးတော့ဘေးလန်းချောင်းတွေကိုအာရုံစိုက်ကြကုန်မှာပေါ့ဒါဆိုရင်အလေကလည်းဘေးလန်းချောင်းတွေကြောင့်နှစ်ဖက်ညက်ပြီးတော့အလွဲတကူတိုက်ခိုက်ရမှာပေါ့အခုနားလေလားဆိုတော့ဂျင်းဆောင်ကစီနီယာအခုလိုဖွဲ့စည်းပုံကိုလှုပ်ချင်ခဲ့တဲ့အကြောင်းရင်းကဆိုကတစ်ချက်တွေးလိုက်ပြီးရန်သူကိုကိုရှစ်ကအလေကိုပဲအာရုံစိုက်ကြမှာဘာလို့အဲ့လိုထင်တာလဲဒီပြိုင်ပွဲကိုတောင်းဆိုခဲ့တာကိုကိုရှစ်ပဲမှတ်လား ဟုတ်တယ်စီနီယာဂျူရဲပြောခဲ့တယ်လို့ပဲခန်းဆက်အတွက်ကောင်းကျိုးရှိတဲ့နေနေထားနဲ့အချိန်ပြည့်အချိန်ပြည့်အဟောင်းအကြောင်းကအနိုင်ရမယ်ဆိုတဲ့အခြေအနေတွေအစမှညှတတ်တယ်လို့ထင်ရပေမဲ့သူတို့ကကျွန်တော်တို့ကိုမတုံမလုပ်ပဲခုခံမှုအပေါ်ပဲအာယုံစိုက်ထားအောင်လို့လုပ်နေတာသူတို့ကကျွန်တော်တို့ရဲ့ဖို့ main ဖဲချက်ဖြစ်တဲ့စီနီယာအန်ဆောင်ဟိုကိုချောင်းတိုက်ပြီးကျွန်တော်တို့ကိုရှုပ်ထွေးအောင်လုပ်နေတာကိုကိုရှိရဲ့ပန်းနိုင်ကဟာဝတ်ထပ်တန်းကြောင့်ကိုလူသိရှင်ကြားချက်စီးဖို့ပဲအဲ့တော့အန်ဆောင်ဟိုရဲ့ဒီဟာကိုလိုက်လုပ်နေမဲ့အစားကျွန်တော်တို့ရဲ့စိတ်ဆွာအများစုကိုအလဲမှာပဲနေရာချပြီးတော့စိတ်ဆွာအနေငယ်ကိုပဲဘေးလ န်ချောင်းနှစ်ဖက်လုံးကိုချထားရမယ်။ဘာအလဲမပူပြီးစွမ်းအားညညထားမလို့လားမင်းယူသွားပြီလားမင်းပြောတာအကုန်မှန်နေပဲထားအောင်ကိုကိုရှစ်တွေကငါတို့ကိုချက်စီးဖို့အတွက်အလဲလန်းကိုဝင်တိုက်တယ်ပဲထားအောင်အဲ့ဒါအမှန်ဆိုရင်ငါတို့ဘေးလန်းကျောင်းနှစ်ဖက်လုံးကိုသွားပြီးတော့အလေကရန်သူကိုတစ်ဖက်တစ်ချက်စီဝိုင်းထားလို့ရတာပဲပြီးတော့ငါပြောသလိုသူတို့ဘေးလန်းကျောင်းတွေကိုထက်လာတယ်ဆိုရင်တော့ငါတို့အသက်ရှင်ဖို့အိမ်မှာလုံလုံလောက်လောက်ဆစ်ဆွမ်းအားကိုနေရာချထားရမယ်အနည်းဆုံးတော့အန်ဆောင်ဝယ်ဂျူဟာလို့ညီညွတ်ညှက်တာရမယ်လေ ဟုတ်တယ်ငါလည်းဒါကိုတော့ရှင်းတောင်းရန်ပြောသလိုတဘောသူတယ်ငါတို့ဖွဲ့စည်းပုံကိုမင်းရဲ့ခမှန်းချက်ပေါ်အခြေခံပြီးတောင်းလိုက်တာကပြန်ရဖို့အံဖို့ထက်စွန့်စားရမှာဒီစကားတွေကြောင့်ဂျင်းဆောင်စိတ်တဲ့ရုပ်တိရှိရှိတွေးရမယ်ဆိုရင်စီနီယာနှစ်ယောက်လုံးပြောတာမှန်တယ်ဒါပေမဲ့ဂန်ဂျင်းတို့ဗီဒီယိုနဲ့ထောင်းချောက်တွေကသူ့ပုံစံကိုကြည့်ရတာအဲ့ကောင်ကသူ့ရဲ့တံမက်ကိုအထင်သေးပြီးဖြည့်ဆည်းရတာကိုတဘောကျတဲ့ပုံပဲငါမှလည်းပုံစံသူစွမ်းအားရှိလို့သိတာအဲ့ကောင်ကတာမန်တဘောထားတွေနောက်လိုက်မဲ့သူမျိုးမဟုတ်ဘူးလို့တွေးနေပါတယ် ဒါဆိုအနည်းဆုံးတော့ senior အန်ဆောင်ဟူခလုတ်ရှိတဲ့နေရာကိုစောက်ပေးစီခြင်းလေလို့ပြောလိုက်တဲ့အတွက် senior မမကဘာနောက်ဆုံးဟုတ်လားလို့အထိတ်တလန့်နဲ့မေးတယ်လို့နောက်ထပ်တယောက်ကလည်းဟာဟာကောင်းတာပဲရှေ့ဆုံးပိုင်းမှာဟိုတယောက်ကတက်ချက်ကိုဒုတိယအကြိမ်အနိုင်ယူပြီးတော့အချက်ခွဲခံရရင်ငါတို့မှဘာစိတ်ခွန်အားမကျန်တော့မှာမဟုတ်ဘူးလို့ပြောပါတယ် senior မမကလည်းပတ်ကျင်စံမင်းရောအဖွဲ့ကောင်းဆောင်ကသူတို့ကိုထတ်ရှုံမယ်လို့ထင်တာလားစိတ်မပူပါနဲ့ senior အန်ဆောင်ဟူကသူတို့ကိုနောက်တစ်ခါထတ်ရှုံမှာမဟုတ်ဘူး ။ဘာဒါဆိုရင်သူ့ကိုဘာလို့နောက်ဆုံးမှရှိတင်တယ်လို့ထင်တာလဲ။ဘာဖြစ်လို့လဲဆိုတော့စီနီယာအဆောင်ဟိုကခွန်အားအကြီးဆုံးမှုလို့လေ။အဲ့ဒါအဓိပ္ပာယ်မရှိဘူးလို့ညင်းနေကြပေမဲ့တခြားစီနီယာတွေကအချောင်းအရင်ကဘာပဲဖြစ်ဖြစ်အဆောင်ကိုနောက်တန်းမှထားဖို့အကြံပြုချက်ကိုငါလက်ခံတယ်။ဟုတ်တယ်ငါလည်းလက်ခံတယ်ဆိုကာထောက်ခံနေကြပေမဲ့ဆန်ယွန်းကတကြက်အဆောင်ဟိုကခွန်အားအကြီးဆုံးဆိုတာကိုတော့ငါလက်မခံနိုင်ဘူး။ဒါပေမဲ့မစ္စတာအပူမှာအကြံကောင်းရှိရဲဆိုတာသိကြတယ်။လို့ပြောကရာဒါလို့လို့မဟုတ်ပဲဂျင်းဆောင်ကကောက်မလေးရဲ့ထောက်ခံချက်ကိုရရှိခဲ့ပါတယ်။ ဒီတော့စီနီယာမမကပဲဆက်ပြီးဟုတ်ပြီဒီနေ့အတွက်တင်းအချက်လက်တွေပြောကြပေးတာကငါတို့ရဲ့အဓိကယူရချက်ပဲနောက်ရက်တွေမှာငါတို့တွေ့ပြီးတော့နောက်ထပ်နည်းနည်းလောက်အစီအစဉ်ကိုထပ်ညှိလိုက်ကြတာပေါ့အဲ့တော့မင်းတို့မှာအကျိုးရှိတဲ့အကြံဉာဏ်တွေရှိရင်ပြောကြမယ်လို့ညွှန်လင်းပါတယ်ဟုတ်ပြီအကုန်လုံးကောင်းကောင်းလုပ်ခဲ့ပါတယ်ဆိုကအစည်းအဝေးကိုညှက်နှားလိုက်ပါတယ် ဒါကြောင့်အကုန်လုံးကလေပေါ်ရင်အခန်းထဲကထွက်လာကြပါတယ်ထို့နောက်ညမေကောင်ကရှေ့ရောက်နေတဲ့ဂျင်ဆောင်ကိုအမိလိုက်ရင်တတဂျင်ဆန်လို့အော်ခေါ်လိုက်တဲ့အတွက်ဂျင်ဆောင်ကဘာလဲညမေအင်းငါတကူကိုခံမှန်းမိတယ်စောစောလုံးကမင်းကငါ့ရဲ့ရုပ်တရည်အော်တန်းကြောင့်အတုံးခံလိုက်ရပြီအခုတော့မင်းရဲ့မာမာနာကိုထိခိုက်တဲ့အတွက်မင်းညင်ညင်မနေနိုင်တော့ဘူးပေါ့ဟုတ်တယ်မှတ်လားလို့တ냔ညနေချင်းစီနီယာမမကရောက်လာပြီမင်းတို့ဘာလုပ်နေကြရလဲလို့ဝင်ပြောတဲ့အတွက်ဂျင်ဆောင်ကဘာမှမဟုတ်ပါဘူးစီနီယာကျူရဲ့ကျွန်တော်ရဲ့ဂျူနီယာလေးကရိုးရှင်းတဲ့ပညာရေးတချို့လိုအပ်နေတယ်ထင်ပါတယ်လို့တ냔ညပါတယ်ဒီတော့စီနီယာမမကအလွန်ကြုံလုပ်ပြီးဘယ် ူကမှမထိခိုက်စေနဲ့နော်လို့ပြောရင်ရှောင်ထွက်သွားပါတယ်ဒီအထစ်ကြောင့်မျက်မိကောင်းကအီးခင်ဗျားတို့ကျွန်တော်ကိုအထင်သေးနေရလားခင်ဗျားကတက်တာတယောက်တက်တာပဲကျွန်တော်ကဟောင်းအကြောင်းမှာအတန်မာဆုံးဖြစ်လာမှာတက်ချက်အန်ဆောင်ဟိုနဲ့တက်ချက်ခင်ဆန်းရို့တို့နှစ်ယောက်လုံးကိုကြော်လွန်ပြီးတော့လေလို့ပြောနေတဲ့အတွက်ဂျင်းဆောင်ကကြည့်ရတာဒီတယောက်ကတိတိကျကျပညာပေးဖို့လိုနေတဲ့ပုံပဲ ထို့နောက်ចောင်းတင်ကိုရောက်လာကြပြီးမျက်မိကောင်ကကျွန်တော်ကပထမနှစ်တွေထဲမှာအတန်အမာဆုံးနဲ့တက်ချက်အဆင့်လဲဖြစ်တော့ကျွန်တော်ကပဲအရေးချင်းကွာခြားချက်ကိုပြတ်တာပြီးတဲ့အနေနဲ့ခင်ဗျားကိုအရင်ဆုံးတိုက်ခိုက်ခိုင်းပါမယ်လို့ပြောတဲ့အတွက်ချင်းဆောင်ကမျက်မိအားတက်ချက်ကြည့်လိုက်တဲ့အခါအာလမ်းကြောင်းအားထိမ့်ထိမ့်ထားသောညက်လို့ညာစိတ်စွမ်းအဆင့် B++ တိုက်ခိုက်ရေး B++ တိမတ်တခုအားညင်နိုင်စွမ်းရှိသောအကွာဝေးအတွင်း၌အာယုံဆိုင်ပြီး၎င်း၏ဖြစ်ချမှုစွမ်းရည်ကိုဖော်ထုတ်နိုင်သည် တင်မှတ်တွင်စွာနိညာရှိကြောင်းနှင့်၎င်းတို့နိညာအထိလမ်းနိုင်ကြောင်းကိုမလွဲတမ်းနားလည်တဖို့ပေါက်နိုင်သည်ထို့တော်လည်းအသုံးပြုသူမှာမိမိကိုယ်ကိုတတိပြုမိခြင်းအပြင်ဘက်တွင်ရှိသောစွာညာကိုမဖောထုတ်နိုင်ပါနှစ်ဆန်းခတ်ထက်ပူကြတဲ့စွာတွေကိုမမြင်နိုင်ပါမင်းရဲ့အခြေချင်းကရှောင်းသိန်းကျုံကိုအထူးပြုလုပ်ထားလို့ငါ့ကိုအရင်တိုက်ခိုက်စေချင်နေရလေညမေးကောင်ရဲ့လို့သွေးကဟူးဟုတ်ပါပြီငါအရင်ဆုံးတိုက်ခိုက်ပေးပါမယ်ဆိုက ထိုချိန်မျက်မေကဂျင်ဆောင်ရဲ့တိုက်ခိုက်မှုကိုကြည့်ပြီးသူကငါခမှန်ထားတာထက် ပူနေတာပဲဒါပေမဲ့ငါအဲ့ဒါကိုကြုံညင်းနိုင်တယ်လေခါခဏသူ့ရဲ့ရွေးနိုင်စွမ်းထက်ပိုးတဲ့ဖိအားနဲ့လမ်းကြောင်းကိုပြောင်းလိုက်တာလားဟမ်ဒါပေမဲ့ငါအဲ့ဒါကိုအကုန်ညင်နေရတော့ဟမ်အာ ဘလူစွားညို့လေသူ့ရဲ့ဓာတ်နဲ့ငါ့ကိုမခုံးမိတာတော့အဲ့ဒါကအနေအများနေတော့မယ်မဟုတ်ဘူးအဲ့ဒါထက်အိတ်စွားရင်လမ်းကြောင်းကတကယ်လှုပ်ရှားမှုနဲ့တထက်သေးကြသွားတယ်ငါလုံလုံလောက်လောက်အာရုံမဆိုင်ခဲ့ဘူးလားဒီတခါငါသူ့ကိုတေချာကြည့်မယ်လို့တွေးနေတော့ဂျင်းဆောင်ကမင်းကဟိုရှောင်းဒီရှောင်းလုံနေတာတော်တာပဲဟမ်ဒါဆိုငါနည်းနည်းလေးပူခတ်အောင်လုပ်ရမလားလို့ပြောရင်ငါအဆင်ပြေတယ်ငါတေချာကြည့်ပြီးရှောင်းလိုက်ရင် ဘာလဲရွှေချဆိုင်ရင်သုံးခုတောင်လားဒါဆိုအဲ့ဒါက तू ကငါလုံးနိုင်တာထက်ပိုပြီး32ညလှုပ်ရှားနိုင်တယ်လို့ဆိုလိုတာလားအာဟမ်ဘာလဲတက်ခိုက်ချက်ကအခုလောက်ဆိုထိရတော့မယ်လေဒီရင်တိုင်းလို့တွေးနေတော့ဂျင်ဆောင်းကတခြားတစ်ဖက်ကိုရောက်နေပြီမိမကတိုက်ပွဲကိုအရင်စားခဲ့တာဆိုတော့ငါ့ကိုပတ်စံပေးဖို့မပြောနဲ့နော် ဟမ်ဘာပတ်စံဟုတ်လားမင်းအတ္တမဆုံးထစ်ချင်တယ်လို့ပြောခဲ့တယ်မှလားမင်းလို့စိတ်ဆွားပေါ့အများကြီးမိခိုးနေတဲ့သူတွေကကိုခန္ဓာလေးချင်းမှုတင်းနေပြီးတော့စီနီယာအန်ဆောင်ဟုတ်လို့လူမျိုးကိုမပြောနဲ့ငါ့ကိုတော့အနိုင်မယူနိုင်ဘူးအဘောပေါက်လားတကြက်ညက်မီ ထို့နောက်အရှင်ပြန်ရမယ့်နေရာကိုရောက်လာပြီပဲဖြစ်ပါတယ်။ချင်းဆောင်ကရွေးစရာမရှိဘူး။ငါဒီအချင်းတွေကိုအကောင်းဆုံးလုပ်ကြမယ်။လို့တွေးနေပါတယ်။ဖြစ်ခဲ့တာတွေကတော့နောက်ဆုံးအစည်းအဝေးပွဲမှာစီနီယာတွေကိုငါမထောင်ချားနိုင်ခဲ့ဘူး။ရွေးချယ်ခံခဲ့ရတဲ့ဒီဟာကတော့စီနီယာရှင်းပြောင်းကြောင်ရဲ့အရှိပိုင်းခုခံတဲ့အစည်းအဝေးပဲ။ဘယ်ဘက်မှာတတိယနှစ်တွေနဲ့အလင်မှာဒုတိယနှစ်တွေလက်ရဘက်မှာတော့ပထမနှစ်တွေရဲ့ငါရဲ့စုံမီအဖွဲ့ဝင်တွေပဲ။ပထမနှစ်တွေနဲ့ဒုတိယနှစ်တွေအချိန်ဆွဲနေတဲ့အချိန်မှာဘယ်ဘက်မှာနေရာချထားတဲ့တတိယနှစ်တွေဖြစ်တဲ့တက်ရင်ရဲ့လက်ရွေးစင်တွေက ကိုကိုရှိရဲ့ဆွမ်းအားကိုလှုပ်ခါဖို့အတွက်ဘဲဘက်လမ်းမှာဖိအားတင်းနေပေးကြမယ်သူတို့ကနမတ်တွေအလိုက်အတိတ်တိုက်ခိုက်တာကရုပ်တိရှိနိုင်ပေမဲ့တည်တနာကခံချင်းတို့ပဲအဲ့ဒါကလောဘကြီးရဲ့ခံစားချက်ပဲဖြစ်မှာဆိုတော့အစည်းအဝေးမှာကနောက်ဆုံးနေခဲ့တာဒါပေမဲ့အဲ့ကောင်ကကိုကိုရှိရဲ့အဓိကတက်ကိုနေရာချထားတဲ့နေရာထက်ငါတို့တတိယနှစ်တွေရဲ့လမ်းကြောင်းကိုပဲလာမှာသူကစီနီယာအဆောင်ဟုတ်ကိုထက်ထက်စီးပြီးတော့သူ့ရဲ့အောင်မြင်မှုကိုရှင်းအောင်လှုပ်ချင်မှာပဲငါတို့မှငါနဲ့ဇုံမီအဖွဲ့ဝင်တွေရဲ့ပဲရှိတော့လူမလောက်ဘူး ထို့သူတွေးနေချိန်နောက်ကစီနီယာပတ်ချင်ဆန်းဆိုတဲ့ခေါ်တန်ကြားလိုက်တဲ့အတွက်စီနီယာဟုတ်လားဆိုကတစ်ချက်ကြောင်းသွားပြီးလက်ကြည့်လိုက်တဲ့အခါမှာတော့ ညမေးကောင်ကကျွန်တော်စီနီယာကိုအရင်လေးတူပါတယ်ဆိုကနှုတ်ဆက်လိုက်တဲ့အတွက်ဂျင်းဆောင်ကမင်းဘာတွေလုပ်ဖို့ကြံနေရလဲတက်ချက်ညမေးလို့မေးကစိတ်ထဲမှာတော့ "तू ဘာလို့ဒီလိုလုပ်နေရလဲ"ဆိုကမေးခွန်းထုတ်နေမိပါတယ်ညမေးကောင်ကပဲဆက်ပြီးတော့ကျွန်တော်ကလေးဆန်ခဲ့တာပါစီနီယာပတ်ကျင်ဆန်းကျွန်တော်တတိယမားတွေကိုကြားသိခဲ့ရပြီးတော့စီနီယာရဲ့တကယ့်တန်ဖိုးကိုနောက်ကျမှတိခဲ့မိပါတယ်ဒီမတော်တဲ့ဂျူနီယာလေးကိုစီနီယာရဲ့လမ်းညွှန်မှုတွေအားပေးမှုတွေနဲ့အတူစုမုံကောင်တောင်းပေးပါဦးတတင်းဟုတ်လားဟုတ်ပါတယ် တယောက်ကြားလေ့ကျင့်မှာပထမနေရာကိုရဖို့အတွက်စီနီယာရဲ့ကလက်ခေါင်းဆောင်စီနီယာအန်ဆောင်ဟုကိုဘလို့ဖားရခဲ့ကြောင်းလူမျိုးတွေပေါ့စီနီယာရဲ့အတန်းမိုင်ဆရာရဲ့အားနည်းချက်ကိုချုပ်ကန်ပြီးစီနီယာရဲ့အဆင့်တွေကိုညံအောင်လုပ်ခဲ့တာမျိုးတွေရောပဲလေ ဒါမှမဟုတ်တယောက်အယောက်နေရာတိုက်ပွဲအကြောင်းကိုသူတို့ရဲ့ဆောင်းမတွေကိုထည့်ရေးအောင်လို့တရင်စာတိုက်တွေကိုဘလို့ပတ်စံပေးခဲ့တဲ့အကြောင်းတွေရောပေါ့ထို့သောစကလုံးထိုးနှဲချက်တွေကြောင့်ဂျင်းဆောင်ကထိတ်လန့်သွားပြီးစိတ်ထဲမှာတော့အာလူတွေအဲ့ဒါကိုမယုံလောက်ဘူးလို့ငါထင်ခဲ့တာပဲလူသွေးနေတုံးမှာပဲမျက်မိတ်ကောင်ကပဲဆက်ပြီးကျွန်တော်ရဲ့တရင်အချက်လက်အားနေမှုကြောင့်တရင်အကြီးအမည်တွေကိုစုပြီးတဲ့အခါမှာတော့စီနီယာအကြောင်းအကုန်လုံးကအမှန်ဆိုတာကိုကျွန်တော်သိခဲ့ရတယ်စီနီယာအများကြီးတိုးတက်သွားတဲ့အပေါ်မှာကျွန်တော်အံ့ဩမိပါတယ် ကျွန်တော်လည်းစီနီယာလူမျိုးတိုးတက်ချင်ပါတယ်ကျွန်တော်စီနီယာကိုကျွန်တော် boss အနေနဲ့လိုက်ပါမယ်ကျွန်တော်ကိုလောက်ငယ်တာအဖြစ်လက်ခံပေးပါဆိုပြီးပြောနေတဲ့အတွက်ချင်းဆောင်ကအံ့ဩနေပါတယ်ထိုချိန်နောက်ကနေချင်းဆောင်ရဲ့အဖွဲ့သားတွေကကြောက်လာပြီး ဟမ်ဘော့စ်သူကဘာလုပ်လဲလို့မေးလိုက်တဲ့အချိန်မှာပဲမျက်မိတ်ကောင်ကအာဇွန်ဘီဖွဲ့စီနီယာတွေလူတိဂျူနီယာတယောက်အနေနဲ့အလေးပြုပါတယ်ဆိုကလှမ်းနှုတ်ဆက်လိုက်တဲ့အတွက်ဂျင်းဆောင်ရဲ့လေဝင်လွန်းလာတဲ့အဖွဲ့သားတွေကချက်ချင်းဆိုသလိုသူတို့ရဲ့ဘော့စ်မှာတပည့်အသေးရတယ်ဆိုပြီးတျော်ညူးနေကြပါတယ်ဂျင်းဆောင်ရဲ့ပြောစကားကိုလည်းဂရုမစိုက်ကြတဲ့အတွက်ဂျင်းဆောင်ကငါပြောတာနားထောင်ကြပါအောင်ဆိုကဩလိုက်ရပါတယ်ထို့နောက်ဂျင်းဆောင်ကဟေးတက်ချက်ညက်မေးငါ့ကိုမင်းဘော့စ်အဖြစ်လက်ခံတာကဇွန်ဘီအဖွဲ့ကိုဝင်လာလို့ဆိုလိုတာပဲပြီးတော့အဲ့ဒါကမင်းအညာကြီးအထင်သေးနေတယ်မင်းစီနီယာအဆောင် ဟိုရဲ့ HD ကလပ်ကိုဝင်လာနေအတူတူပဲလို့ပြောလိုက်တဲ့အချိန်မှာညမေးကောင်ကကျွန်တော်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်အမားတွေကြောင့်အရှက်ရနေတော့မှာပဲမကောင်းတဲ့တဲ့င်းတွေနဲ့ချိန်ဆက်မိသွားတယ်ခလေးဆန်နဲ့ဂျူနီယာလေးကိုကျေးဇူးပြုပြီးတင်ပြပေးပါလို့ဒါထပ်ပြောတဲ့အတွက်ဂျင်းဆောင်ကမင်းအဲ့လောက်ပြောနေတော့လေဒီလေးချင်ရေးအတွင်းမှာမင်းငါကြောက်တူလို့လုံနိုင်မလားဆိုပြီးထပ်မေးလိုက်တော့ညမေးကောင်ကကျွန်တော်ကိုအမိတ်ပေးလိုက်ပါကျွန်တော်ရဲ့ခေါင်းဆောင်မှုအောက်မှာပထမနှစ်တွေအကုန်လုံး boss ရဲ့အမိတ်ကိုလိုက်နာပါမယ် boss ဆိုကအာရဝန္တာပြောတဲ့အတွက်ဂျင်ဆောင်ကစိတ်ထဲမှာတော့ဒီအခြေအနေကမကောင်းတာတော့မဟုတ်ပါဘူးလို့တွင်းရင်ဟုတ်ပြီမြမေငါမင်းကိုယာကြီးစုံပြီးအဖွဲဝင်အနေနဲ့ပါဝင်ခွင့်ပြုလိုက်မယ်လို့ပြောလိုက်တဲ့အတွက်မြမေကောင်ကဝန္တာသွားပြီးအိုးကျေးဇူးပါကျွန်တော်ကောင်းတဲ့ရလက်တွေရစီရမယ်ဆိုတာသိကြပါတယ်ဆိုပြီးပြောနေတော့ဂျင်ဆောင်စိတ်ထဲမှာတော့ဟုတ်ပြီအခုဒါကအနိုင်ရနိုင်တယ်ငါတို့အတွက်ငါနည်းနည်းကလိန်ကြစ်ကြလိုက်မယ် ထို့သူကြီးဒီပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဂျင်းဆောင်တို့ဘလို့တိုက်ပွဲဆင်နွှဲအောင်မလဲဆိုတာကတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ